2025ခုနှစ်3လပိုင်း8ရက်နေ့မှာလူတယောက်ကျွန်တော်စီကိုဖုံးဆက်လာခဲ့တယ်။ပြီးတော့သူ့အခောက်အဟခံနေရဆိုတဲ့အကြောင်းကိုကျွန်တော်ကိုပြောပြတယ်။ကျွန်တော်ကတော့ပုံမှန်တိုင်းထင်ခဲ့ပေမဲ့ပြဿနာကထင်သားသလောက်မသေးပါဘူး။ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီဟက်ကာသူ့ဖုန်းစလုံးလုံးကိုကွန်ထရိုးလုပ်ထားတာပါ။ဒီ Viber, Messenger, Facebook, Telegram အစရှိတဲ့စာတွေကိုမပြောနဲ့ဗျာ။အပြင်မှသူ့ဝတ်တာစားတာနေတာထိုင်တာသွားတာလာတာကအစ။ဟက်ကာဘက်ကအားလုံးပြောပြနိုင်လောက်အောင်သူလုပ်ထားတယ်ပေါ့နော်။ ဒါဆိုလို့ရှိရင်ဒီအရာကိုဘယ်လိုလုပ်တာလဲဘာဖြစ်လို့အခုလိုမျိုးတွေဖြစ်ကုန်တာလဲဆိုတာကိုကျွန်တော်သေးသေးပြောပြသွားပါမယ်ဟယ်လိုအားလုံးပဲပြန်လဲကြိုဆိုလိုက်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒီဖြစ်စဉ်ကိုကျွန်တော်တို့ပြောလဲကြရအောင်အဟခံတဲ့လူနဲ့ဟတ်တဲ့လူနဲ့မင်းကလေးဆိုပြီးတော့ဒီဇာလမ်းမှာ၃ယောက်ရှိရဲ့ ဖြစ်ချင်တော့အဲ့ဒီမိန်ကလေးကသူတို့ရဲ့တက်ကတော်မှာသူတို့အခန်းထဲမှာပေါ့ကောင်မလေးကရိုးရိုးရင်ရင်လေးနဲ့ရှမ်းမလေးပုံမှန်မင်းမကောင်းပီသားတဲ့ပုံစံရှိတယ်။အဲ့ဒီတော့ယောက်ျားလေးတွေသူ့ကိုဘောကြကြတယ်ပေါ့။ဒါကမဆမ်းမအောင်မိန်ကလေးချော့ချော့တယောက်ကိုယောက်ျားလေးတွေဘောကြတာမဆမ်းဘူး။ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီကောင်မလေးကိုအဲ့ဒီဟက်ကာပေါ့နော်ဒီ ID ဘန်းကိုစိတ်ဝင်စားတဲ့ကောင်လေးတယောက်ကအဲ့ဒီကောင်မလေးကိုကြိုက်တယ်။ဒါပေမဲ့ကောင်မလေးကသူ့ကိုပြန်မကြိုက်ဘူး။ မကြိုက်တဲ့အတွက်သူအနည်းမျိုးမျိုးနဲ့ကြိုးစားတယ်နှစ်တည်းအကြာကြီးစောင့်တော့လေကောင်မလေးကသူ့ကိုပြန်ပြီးတော့မကြိုက်ဘူးပေါ့နော်ကောင်လေးကလည်းပုံမှန်ရုပ်အခန်းရှိတဲ့လူတရားကောင်မလေးကလည်းအစောကပြောသလိုပဲကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော်မင်းမကောင်းပြီးသားတဲ့ရုပ်ရှိတယ်ဒါပေမဲ့ဖြစ်ချင်တော့ဖူးစာဆိုရလေဗျာသူချစ်ချင်တဲ့လူနဲ့ချစ်လိမ့်မယ်ပေါ့နော်ဖြစ်ချင်တော့အဲ့ဒီကောင်မလေးကတခြားတယောက်နဲ့တွဲသွားခဲ့တဲ့အခါမှာအဲ့ဒီကောင်လေးကရန်ကို အသေးပေါက်ပြီးတော့ဗောနော်သူဒီဟက်ကေးပညာကိုလေ့လာပြီးလက်စားချေမယ်ဆိုပြီးသူ့မှာမကောင်းတဲ့စိတ်တခုဝင်လာတယ်နဲ့သူပါတယ်ဗောနော်ဒီသူစောင့်ပြီးနောက်တစ်နှစ်မှာဗောသူကောင်းလေးရသွားပြီဆိုတာသိတဲ့အတွက်အဲ့ဒီကောင်းလေးကသူ့ကိုလက်စားချေခြင်းနဲ့စိတ်ပဲသူ့မှာရှိတဲ့အတွက်ဗောနော်အဲအဲ့ဒီကောင်းမလေးရဲ့အကောက်ကိုသူရောက်အောင်စူးစမ်းမှာဗောပြီးသွားလို့ရှိရင်သူ access control လုပ်မှာပေါ့ဗျာပြီးသွားလို့ရှင်သူတို့နှစ်ယောက်ကြားမှာရှိတယ် relationship ကိုသူရောက်အောင်ခွဲမယ်ဆိုပြီးအဲ့လို idea နဲ့သူစူးစမ်းတယ်ထင်သားတယ်လို့ပါပဲသူ Facebook account ကိုတော့ သူ့ရဲ့ကြိုးစားမှုကြောင့်ဟတ်လို့ရသွားခဲ့တယ်။ဒီရသွားခဲ့တဲ့အခါမှာအဲ့ဒီကောင်မလေးကသူ့အခုလိုမျိုးဖြစ်နေရဆိုပြီးသူ့ရဲ့အခုလက်ရှိသူ့ရဲ့ချစ်သူကိုပြောပြတယ်ပေါ့နော်။ကောင်လေးကလည်းရတယ်ဘာမှမဖြစ်ဘူးအဲ့ဆိုလို့ရှိရင်နောက်တစ်ကောက်သုံးလိုက်ပေါ့နော်။အဲအဲ့လိုမျိုးတွေဖြစ်ပြီးသွားတော့သူတို့လည်းအဲတယောက်နဲ့တယောက်အဆင်ပြေတိုင်တိုင်းမင်းမင်းညှင်းညီနိုင်နိုင်ဖြစ်သွားတဲ့အခါမှာသူတို့တွေယူသွားကြတယ်ပေါ့ဗျာ။အဲ့ဒီအချိန်မှာအဲ့ဒီဟကာကောင်လေးကဒေတာတဂရီပေါ့ဗျာ။ဒေတာတဂရီကအဲအဲ့ဒီသူတို့အတွဲကိုမကျင်နေသေးဘူး။၃နှစ်လောက်ကြောက်သွားခဲ့တယ်။ ပြောက်သွားခဲ့ပြီးပြန်ပေါ်လာတဲ့အခါမှာကောင်းသောပေါ်ခြင်းနဲ့တော့မဟုတ်ဘူးသူနှစ်ယောက်ကြားမှာရှိတဲ့အိမ်တော်ကြီးကိုဖြိုခွဲဖို့အတွက်သူပေါ်လာခြင်းပေါ့နော်အဲ့ဒီချိန်မှာသူ Facebook account တစ်ခုကိုထပ်ပြီးဟက်တယ်ဟက်ပြီးသွားတော့သူပြောပြရပေါ့နော်မင်းတို့နှစ်ယောက်ကြားမှာရှိတဲ့အိမ်တော်ကြီးကိုငါရောက်အောင်ဖြိုခွဲမယ်ဆိုပြီးတော့ပေါ့နော်စာလေးတစ်စောင်နဲ့သူပို့လာခဲ့တယ်ပေါ့ပြီးတော့နှစ်နှစ်လောက်ထပ်ကြာသွားရပေါ့ဗျာနှစ်နှစ်လောက်ကြာမှာဆိုလို့ရှိရင်သူတို့ရေလေအိမ်တော်ကြားတဲ့ကလေးတွေပါလေရသွားပြီပေါ့နော်ကလေးတွေရသွားပြီမယ်လက်ဒီကောင်ကလက်မလျှော်ဘူး သူ့ရဲ့နံပါတ်1အဓိကရွယ်ချက်ကသူတို့ရဲ့အိမ်တော်ကြီးကိုပျက်စီးအောင်လုပ်ဖို့ပဲပေါ့နော်။အဲ့ဒီအခါမှာသူတို့ဘလို့လှုပ်လဲဆိုလို့ရှိရင်ဒီဘက်မှာဘိုက်ပါမှာသူ့မိန်းမကသူ့အိမ်မှာရှိတယ်။သူကကြာတော့ဒီခကြီးထွက်နေရတဲ့လူတယောက်ဖြစ်တဲ့အတွက်အမြဲတမ်းသူတို့နှစ်ယောက်ကဘိုက်ပါနဲ့ဆက်သွယ်တယ်။ဒါပေမဲ့အဲ့ဒီဘိုက်ပါမှာပို့တဲ့စာတွေကိုအဲ့ဒီကောင်ဝင်ကြည့်လို့ရတယ်။သူကိုယ်တိုင်လည်းပို့လို့ရတယ်ပေါ့နော်။ပြီးတော့သူကတခြားဘိုက်ပါကနေပြီးဆက်သွယ်လာတယ်။ဒီနေ့မင်းမိန်းမဘာဝတ်တာလဲပေါ့နော်။မယုံလို့ရှိရင်မင်းမိန်းမကိုမေးကြည့်လိုက် မေးကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းအဲ့ဒီအယောင်အဲ့ဒီအဝတ်စားမှန်နေတယ်မေမေမနဲ့မင်းအမေနဲ့စကားတွေပြောနေရဲ့သူတို့ပြောတဲ့အကြောင်းညာဒီအကြောင်းညာမယုံရင်မေးကြည့်လိုက်မေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်မှန်တယ်နောက်ဆုံးဘယ်ဘလောက်ထိဆိုးလဲဆိုလို့ရှိရင်သူ့ရဲ့မိန်းမဝတ်ထားတဲ့ဒီအသွင်းပေါ့နော်အသွင်းဝတ်စားရအစားသူကကာလာအမှန်ကိုပြောနိုင်တယ်အဲ့ဒီအချိန်မှာကျွန်တော်သူ့ကိုပြောလိုက်တာကိုရေးလို့အခုလိုမျိုးဖြစ်နေရဆိုလို့ရှိရင်တော့ virus ကိုဝင်နေတယ်။ဒါကြောင့်မလို့အခုဒီဖုန်းရဲ့ကင်မရာကိုကျွန်တော်ပိတ်ထားပြီးတော့ ပြောကြည့်လိုက်ပါတော့ကျွန်တော်လှုပ်ဖူးတယ်ပေါ့နော်ဒီသုံးနှစ်အတွင်းမှာကျွန်တော်ကိုအများအားနှောက်ရက်နေတဲ့တော့ကျွန်တော်လှုပ်ဖူးတယ်ကျွန်တော်လှုပ်လိုက်တဲ့အခါမှာဆိုလို့ရှင်သူကပြောပြတယ်ငါမင်းမိမပါဝတ်ထားလဲဆိုတော့မမြင်နိုင်တော့ဘူးဒါပေမဲ့စကားပြောလိုက်တော့ငါကြားရတယ်ဆိုတော့ဒါကြောင့်ကင်မရာနဲ့ CCTV ပုံစံမျိုး virus ကိုသူလောက်ခိုင်းထားတယ်ပေါ့နော်ဒီအကြောင်းအရာတွေကိုကျွန်တော်နောက်မှာပြောပြသွားမှာပါအဲ့လိုပေါ့သူအများကြီး control လုပ်လို့ရတယ်ပေါ့နော်ကဲဒါဆိုလို့ရှင်တော့သူ့ကိုသုံးနှစ်တိုင်တိုင်နှောက်ရက်ထားတဲ့ virus ကိုသူကဘယ်လိုလှုပ်လိုက်လဲ ပြီးတော့အဲ့ virus ကဘယ်ကနေဘလို့ဝင်လာလဲဆိုတာကိုကျွန်တော်ထပ်ပြီးပြောပြပေးပါမယ်။ဒါဆိုလို့ရှိရင်တော့ရှေ့ရအစောကဇလန်းလေးကိုတော့နားလည်မယ်လို့ထင်တယ်။ကြည့်နောက်မှသူအဲ့ virus ကိုဘလို့ထည့်လဲဆိုတာကျွန်တော်ပြောပြမယ်။ကျွန်တော် virus ထည့်လို့ရတဲ့အနေအထားနှစ်မျိုးရှိတယ်။ရိုးရိုးနဲ့ရှင်းရှင်းလေးပဲကျွန်တော်ပြောလိုက်မယ်။နံပါတ်1ကတော့ spam mail ပါ။ spam mail ဆိုတာအစောကကျွန်တော်တို့ဒီနိုင်ငံမှာဆိုလို့ရှိရင်တော့ mail ကို gmail တို့ဒီ outlook mail တို့တောင်အရင်မသုံးကြဘူး။ဒါပေမဲ့အစောက messenger တို့လိုပုံစံမျိုးတွေမှာဆိုလို့ရှိရင်လည်း တခြားမသိရပေါ့နော် messenger တို့ကုလို့ telegram တို့ viber တို့ဆိုမှလို့ရှိရင်လည်းမသိတဲ့လူတွေကစာပို့လာတဲ့အခါမှာသူတို့ link လေးတွေပို့လိမ့်မယ်အဲ့ဒီ link ကိုကိုကတစ်ချက်နှိပ်လိုက်ပြီးဆိုတာနဲ့အဲ့ဒီ virus ကိုဖုန်းလေးကိုရောက်သွားနိုင်တယ်ပေါ့နော် virus ကကျွန်တော်တို့အည်သွေးကောင်းရင်ကောင်းတယ်လို့ရောက်တယ်အည်သွေးမကောင်းလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းရ virus ဒီ scan ဖတ်တဲ့ကောင်တွေက virus ကို깨သွားလို့ရှိရင်တော့ virus မဝင်ဘူးပေါ့နော်ပုံမှန်တကယ်ရွေရွေရှိရှိနဲ့ဟက်မဲ့လို့ဆိုလို့ရှိရင်တော့ကျွန်တော် virus ကို quality ကောင်းကောင်းကောင်းနေဖန်တီးပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းထဲကိုထည့်လာနိုင်တယ် โอเคဒါဆိုလို့ကျင်တော့ကျွန်တော်တို့အစိုးရပြောလို့ပဲသူလင်းလင်းပို့လိုက်တယ်အဲ့ဒီလင်းလင်းကိုကျွန်တော်တို့ကနှိပ်လိုက်တယ်လင်းလင်းကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ website တစ်ခုတော့ရောက်သွားတယ်ဆိုပေမဲ့ဒီ website ကရှိုးပြထားတာပေါ့နော်ဒါပေမဲ့အစိုးရလင်းကိုနှိပ်လိုက်ပြီဆိုကြတဲ့သူတို့ရဲ့ virus file ကကျွန်တော်တို့ရဲ့ဖုန်းထဲကိုရောက်သွားပြီအဲ့ဒီအခါမှာကျွန်တော်တို့ကအဲ့ file ကို like ရှာနေဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဘာလို့လဲဆိုလို့ရှိရင် hacker တစ်ယောက်ကဒီကုတ်တစ်ခုဗာမဖြစ် program တစ်ခုကိုဖန်တီးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်နှစ်တွေကိုအများကြီးရှိပြီးတော့ဖန်တီးထားတာအဲ့ဒါဖြစ်တဲ့အတွက် ်သူကဒီဟာကိုကြိုပြီးတွေးနိုင်ပြီးတာပေါ့နော်အာကာတယောက်ကကိုဟမ်မက်လူတယောက်ရဲ့အာနိစက်တွေကိုလည်းသူကအကုန်လုံးကိုစူးသီးထားတယ်ပြီးသွားတော့ငါတို့ဘလို့လောက်လို့ရှိရင်ဘလို့အဆင်ပြေမလဲဆိုတာလည်းသူတို့တွေကအများကြီးကြုံတွေ့ထားတယ်ဒီရာတွေအတွက်သူတို့နှစ်တယ်ကြာကြီးချီတယ်ပရိုဂရမ်ကတော့ပုံမှန်တိုင်းသူတို့ရေးလေရေးထားရေးနေကြတယ်သွားလို့ရတယ်ပေါ့နော်ဒီ idea တွေကသူတို့ယူရမှာဥပမာအစောပြောလို့ပဲကျွန်တော်တို့ကဒီ virus ပိုင်းက download ထဲမှာပဲရှိနေမယ်လို့မထင်နဲ့ ကျွန်တော်ကလစ်နှိပ်လိုက်ပြီနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အဲ့ file ကအထည်ကိုရောက်သွားပြီဆိုတာနဲ့ဒီကောင်ရှိုးပြတာအစွားပြောလို့ပဲဒါပေမဲ့ file လေးကကျွန်တော်တို့ရဲ့ဖုန်းထဲကိုရောက်သွားပြီဒါပေမဲ့ download ဆိုတဲ့အတွက် download file ကိုသွားကြည့်လိုက်ပါရှိနေမှာမဟုတ်ဘူးသူကဟိုအတွင်းထဲမှာရှိတဲ့ file တွေထဲမှာသွားတင်ထားတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့အဲ့လိုတခြားမသိတဲ့လူတွေက link တွေပို့ရင်မနှိမ်မိပါစေနဲ့ဓာတ်ပုံတွေပို့လို့ရှင်လည်းမ download မိပါစေနဲ့ပေါ့နော် JPG JPEG PNG တွေပြနေတယ်ဆိုပေမဲ့သူ့ရဲ့နောက်မှာ virus debug code လေးရှိတယ်ပေါ့ဒီကောင်လေးကပ်ပြီးပါလာနိုင်တယ် ဒါကြောင့်မလို့တစင်မီတစင်သူတို့တွေကရည်သွေးကောင်းရင်ကောင်းလို့ဖန်တီးနိုင်တာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကကြိုတင်ကောက်ကဖို့တော့လိုတယ်။ဒါဆိုလို့ရှိရင်ဆိုတာနံပါတ်1စပမ်မေးပေါ့နော်။ဆိုတာပြောလို့ပဲကျွန်တော်တို့ဒီ virus ပါတဲ့ဒီမေးတွေဆိုရင်ဘယ်လိုခွဲခြားလို့ရမလဲဆိုရင်တခြားမသိတဲ့လူတစ်ယောက်ကပို့လို့ရှင်တော့မကြည့်ပါနဲ့ပေါ့နော်။သိတဲ့လူတစ်ယောက်ကပို့လို့ရှင်လဲဒါပါလဲတခြားမေးပြီးမှကြည့်တဲ့နေပေါ့နော်။ဘာလို့လဲဆိုရင်အဲ့လိုမေးလိုက်တဲ့အတွက်သူ့မှာတာဝန်ယူမှုတာဝန်ခံမှု အဲကျွန်တော်တို့အပြည့်အဝရှိတယ်ကျွန်တော်တို့တစ်ခုပြသွားရင်သူစီပြန်ပြီးတော့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့်မလို့တိတဲ့လူတယောက်ကပို့ခိုင်းတောင်ဒါပါလဲအရင်ဆုံးမေးပြီးမှနှိမ့်တဲ့နေပေါ့နော်โอเคဒါကတော့ spam မေးကြောင်ပြောတာဒါဆိုလို့ရှိရင်အစောကပြောလို့ပဲဒီနှစ်နေရာဆိုရဲထဲမှာဆိုတော့ trojan trojan မေးကကြတော့အစောကပြောလို့ကျွန်တော်တို့ အဲကျွန်တော်ကြားဘူးလားမသိဘူးကျွန်တော်ဒီမျိုးတစ်မျိုးကိုတိုက်တဲ့အခါမှာအဲတို့ဒီတိုင်းဝင်လို့မရတော့ကျွန်တော်မြင်းကောင်းယောက်ကြီးတွေမှာဒီစက်သားတွေကိုဝင်ပြီးတော့ဒီယောက်ကြီးကိုမျိုးရဲရအောင်တဲပြီးသွားတော့မှကျွန်တော်တို့ညနေတို့အဲ့ချိန်လောက်မှဝင်တိုက်တဲ့ပုံစံမျိုးပါအဲ့လိုပဲဆိုတော့ကျွန်တော်အရှိမပြောခဲ့သလိုပဲကျွန်တော်ဓာတ်ပုံလေးကိုပို့လိုက်တယ်ဆိုပေမဲ့အဲ့ဓာတ်ပုံလေးကပတ်ပိုင်လေးပါဆိုတော့ပြောလို့ဓာတ်ပုံဆိုပေမဲ့သူ့ရဲ့နောက်မှာဒီ virus ပတ်ပိုင်လေးရှိတယ်ဒေါင်းလိုက်ပြီးကျွန်တော်တို့ဖုန်းနဲ့ထည့်လိုက်ပြီးဆိုတာ ਨੇ အဲ့ဒီပတ်ပိုင်လေးကကျွန်တော်တို့ဖုန်းတစ်ခုလုံးမှွေနောက်နိုင်တယ်ပေါ့နော် ကျွန်တော်လိုက်ပြီးစုံစမ်းကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ data တွေကိုပဲ access ရတာဥပမာပြကျွန်တော်ဖုန်းတစ်လုံးလုံး access ရပြီဆိုရင်ကျွန်တော်တို့အိတ်နေတဲ့အချိန်မှာပဲဖြစ်နေနေဖုန်းမဖွင့်တာလည်း तू ကဖုန်းဖွင့်လို့ရတယ်ပေါ့နော်အထဲထဲမှာအဲ့ဒီ balance ကအားလုံးအလုံးလုံးနိုင်တယ်လူတစ်ယောက်ရဲ့ permission နဲ့ तू အကုန်လုံးရတယ်ဗျာအဲ့ဒီတွေ तू အားလုံးလုံးနိုင်မှာဖြစ်တယ်ပေါ့နော် password တွေဘယ်လောက်ခံခံ तू ကြည့်နေလိမ့်မယ် तू ဘကကြည့်နေလိမ့်မယ်ဒီဒီလို file တွေကိုဘယ်လိုလုပ်လို့ရလဲဆိုလို့ကျွန်တော်တို့ဒီ data site တွေမှာသွားပြီးဝယ်လို့ရတာတွေရှိတယ် ဒါကတော့ကျွန်တော်တော့မဝယ်ဘူးအဲကျွန်တော်လိုက်ပြီးစုံစမ်းလိုက်တဲ့ကောင်မှာအခုလိုမျိုးဝယ်လို့ရလာရှိရပါတော့ကိုယ့်ဘာကိုဖန်တီးမယ်ဆိုလို့ရှိရင်လွယ်လားပေါ့ဒီရာဆိုလို့ရှိရင်တော့နှစ်ပေါင်းများစွာကျွန်တော်တို့ချိန်နေပေးရလိမ့်မယ်ပေါ့နော်ကျွန်တော်ကတော့ဟာကင်ဘန်းကိုမလိုက်တာဖြစ်တဲ့အတွက်ဒီရာတော့ခါခါနာနာတော့မသိဘူးအစိုးရပြောလို့ဒီပုံမှန်ဒီသား site တွေမှာဆိုလို့ရှိရင်တော့ဒီ hacking code တွေ hacking file တွေသွားပြီးဝယ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အစောပြောခဲ့နှစ်ချက်ဆိုရင်နောက်တစ်ခုပြောပြအောင်မယ် Bluetooth Bluetooth တွေကိုကျွန်တော်တို့ကြုံကြုံတလို့မချိတ်ကြပါနဲ့ပေါ့နော် ။ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီ Bluetooth ကနေပြီးတော့လဲ data တွေကိုကျွန်တော်တို့အလွယ်တကူအဲအစွားပြောလို့အလွယ်တကူကျွန်တော်တို့ကျွန်တော်တို့ရဲ့ဖုန်းလုံးလုံး control ရအောင်လုပ်လို့ရတယ်။ဘာလို့လဲဆိုလို့ရှိရင်ဥမာ Bluetooth တကူပေါ်နေရဗျာ။ကောက်ပြီးကိုယ်ကရေးစားလို့ဘာလို့လဲကောက်ပြီးချိတ်လိုက်တယ်ဆိုရင်တစ်ဖက်ဖုန်းရဲ့ Bluetooth ဆိုလို့ရှိရင် iPhone ထဲက data တွေ access ရတဲ့ပုံစံမျိုးပေါ့နော်။ hacking code တွေတူးတွေကိုသုံးပြီးတော့ကျွန်တော်ကြည့်လို့ရတယ်။အဲ့အလွယ်တကူပြောမှဆိုလို့ရှိရင်ကျွန်တော်တို့အရင်နှောင်းကကျွန်တော်တို့ဇက်ပြားတွေရှိခဲ့တယ်။ဒါလိုလိုင်းဒီမှာပါ။ချားကုန်းထဲမှာရှိ application တွေကို ဒီဘက်ကနေပြီးတော့ဝင်ပြီးကြည့်လို့ရတဲ့ပုံစံမျိုးလည်းမှတ်မိမလားတော့မသိဘူး။ Okay အဲ့လိုပုံစံမျိုးပဲ Bluetooth မှာဆိုလို့ရှိရင်လည်း tools တွေကိုသုံးပြီးတော့အဲ့ဒီပုံထဲမှာရှိတဲ့ data တွေပါညာတွေအားလုံးကိုကြည့်လို့ရတဲ့ hacking tools တွေရှိတယ်ပေါ့နော်။ဒါကြောင့်မလို့ Bluetooth ကိုလည်းမသိတဲ့ device တွေကိုမချိန်မိအောင်နေပါပေါ့နော်။ဒီနိုင်ငံမှာတော့အရန်မရှိဘူးဒါပေမဲ့တချို့တလေတော့အဲ့လိုတွေစမ်းသပ်နေကြတဲ့လေးတွေရှိတယ်။ဒါကြောင့်မို့ဘလူးတူတွေ့ရင်လည်းမချိတ်ပါနဲ့ပေါ့နော်။နောက်တစ်ခုက Wi-Fi Wi-Fi ဆိုလို့ရှိရင်လည်းအဲ့လိုပဲ wifi တွေ့တိုင်းမချိတ်ပါနဲ့ဗောနော်ပုံမှန်တိုင်းဒီ LAN ဆန္ဒတို့လို့ဒီဆန္ဒကြီးတွေဗျာ terminal m no လို့ဒီတခြားဆန္ဒတွေမှာဆိုလို့ရှိရင် free bay ရဲ့ wifi နေချိတ်တာတော့ပြဿနာမရှိဘူးဒါပေမဲ့အဲ့ဒီ SSID name ကလည်းအမျိုးမျိုးပေးလို့ရတာဖြစ်တဲ့အတွက်ဗောနော်အများကြီးအဲအဲ့ဒီနေရာအနေနဲ့ပါသွားနိုင်တယ် wifi ဆိုလို့ရှိရင်လည်းပါလို့လဲဆိုလို့ရှိရင်ကျွန်တော် network traffic ပေါ်ကနေပြီးမှသူကဒီ hack ကကျွမ်းရင်ကျွမ်းတယ်လို့ hack လို့ရရပေါ့နော်ကဲဒါကတော့လည်းနှဆိုင်သွားပြီလူတိုင်းတော့လုံနိုင်လိမ့်မယ်မထင်ဘူးဒါကြောင့်အရင်ကတော့ကြောက်စရာတော့မလိုဘူး ဒီဗီဒီယိုကိုအနစ်ချုပ်ပြောလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟတ်တယ်ဆိုတဲ့အရာတစ်ခုကြောင့်ကိုယ့်ဘဝကြီးတစ်ခုလုံးကတခြားသူတယောက်ကကွန်ထရိုးလုပ်ထားတာကိုခံစားနေရပြီဆိုလို့ရှိရင်လုံးဝလွတ်လပ်မှုရှိမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့သူ့ကိုလည်းကျွန်တော်ဖုန်းနေချိန်ခိုင်းခဲ့ပေးဘူးတယ်။ဒါပေမဲ့သူဖုန်းချိန်လိုက်တဲ့ကံလားထပ်ဖြစ်တယ်ဆိုတာသူအစိုးရဒီဆိုကျွန်တော်ပြောခဲ့လို့လက်နေပါညာတို့ထပ်နှိပ်ထားလို့ထပ်ဖြစ်တာပေါ့နော်။သူဒီရလို့ဆင်ကျင်လိုက်မယ်လို့တော့ပြောတယ်။အခုလောလောဆယ်အထိတော့သူအဟမ်းမခံသေးဘူးပေါ့နော်။ဒီရကိုကျွန်တော်ပြောပြလိုက်တဲ့အတွက် နောက်တစ်ခုပြောချင်တာကသူ့ကိုလည်းကျွန်တော်ပြောပြထားတယ်အဲဖုံးကအကိုရဲ့ဖုံးမှာအဟမခံအောင်ဆိုပေမဲ့တခြားတယောက်ဖုံးမှာအဟခံလို့ရှိရင်လည်းဒီရဖြစ်နေတယ်ဘာလို့လဲဆိုလို့ရှိရင်တခြားတယောက်ကိုသူကပုံလေးတစ်ပုံပို့လိုက်တယ်အဲ့လူကတောင်းလိုက်တယ်အဲ့ဒီပုံကိုသူကတခြားတယောက်ကိုပြန်ပြီးတော့ဆန့်လိုက်တဲ့အခါမှာကိုကပြန်တောင်းရင်လည်းကိုဖုံးလေးကိုရောက်နိုင်တယ်ပေါ့နော်ဒီလိုမျိုးလည်းရှိနိုင်တယ်ဒါကြောင့်မလို့ကိုကဓာတ်ပုံနေပို့တိုင်းလည်းမကြည့်နဲ့ပေါ့နော်အဲပုံမှန်တိုင်းဆိုလို့ရှိရင်ကြည့်တာကြည့်လို့ရတယ်ကြည့်လိုက်ရင်အော်တိုဒေါင်းလောက်တွေရှိတယ်ဗျာ ော်တိုဒေါင်းလော့တွေကိုတော့ပိတ်ထားပါတော့ကျွန်တော်ဒီ Viber မှာဆိုလို့ရှိရင်အော်တိုဒေါင်းလော့တွေဖြစ်တာများတယ် Telegram လို့လို့ပုံစံမျိုးအော်တိုဒေါင်းလော့တွေကြည့်သွားရင်အော်တိုဒေါင်းလော့လုပ်ပြီးအော်တိုဆေးတယ်ပေါ့နော်ကိုဖုန်းနဲ့အော်တိုဆေးလိုက်ပြီဆိုလို့ရှိရင်အစောပြောလို့ virus လွယ်တကူရောက်နေတယ်ဒါကြောင့်အော်တိုဒေါင်းလော့တွေကိုလည်းပိတ်ထားသင့်ပါတယ်ပေါ့နော်ကြည့်ဒါဆိုလို့ရှိရင်ဒီဇလန်းအစအဆုံးကိုလည်းနားလည်လိမ့်မယ်လို့ထင်တယ်ပြီးတော့ဘယ်နေရာက virus ကဘယ်လိုမျိုးဘယ်လိုအလုံးလောက်တာလဲဆိုတာကိုလည်းနားလည်မယ်လို့ထင်တယ်ကြည့်ဒါဆိုလို့ရှိရင်ခြုံပြီးပြောလိုက်မယ် အခုလိုမျိုးအဟမ်းမခံရကျင်လို့ရှိရင်နံပါတ်1 spam mail တွေကိုရှောင်ပါမသိတဲ့လက်တွေကိုမနှိပ်ပါနဲ့နောက်နံပါတ်2 website တွေမှာဒီဓာတ်ပုံတွေ download ဆွဲတာတွေကိုဂယူး site ပါပေါ့နော်ဆေးမဖြစ်တဲ့ website တွေကတွားပြီးမဆွဲသင့်ဘူးနောက်နံပါတ်3 bluetooth တွေကိုတွေ့ရမြန်နေရာမှာမချိတ်ပါနဲ့နောက်နံပါတ်4 wifi ရရမြလဲ wifi မချိတ်ပါနဲ့ပေါ့နော်ဒီအကြောင်းအရာတွေကိုဆင်ကျင်လိုက်မယ်ဆိုလို့ရှိရင်တော့အခုလိုမျိုး hacker တွေ hacker တွေရာနေပြီးတော့ကျွန်တော်တို့နည်းနည်းများကာကွယ်နိုင်တယ်ပေါ့နော် ီအကြောင်းညာတော့ကိုယ်တွေ့ဖြစ်တဲ့အတွက်ရုံစေခြင်းနဲ့ပေါ့နော်ဒါကြောင့်မလို့သူ့လိုမျိုးမဖြစ်အောင်ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးရခြင်းဖြစ်ပါတယ်ကဲနောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြမှာဗျာစာဆုံးကြည့်ရှုပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်